တော့အသက်ရှင်ကြတဲ့လူတိုင်းမှာရည်ရချက်ရှိတယ်စီမံကိန်းရှိတယ် project ရှိပန်းတိုင်ရှိတယ်ပေါ့ကျွန်တော်အရောက်တိုင်းကသခင်ဖျားနဲ့မတိခင်မှာသခင်ဖျားကို တကယ်အတွင်းကြကြကျွန်တော်မမွေ့လို့မပေါင်းတက်ခင်မှာကျွန်တော်အရောက်တိုင်းဟာကိုပန်းတိုင်နဲ့ကိုရှိတယ်ကိုရည်ရချက်နဲ့ကိုရှိတယ်မမာဘူးလေကိုမိသားစုရဲ့ပန်းတိုင်ရှိတယ်ကိုကိုယ်တိုင်ရဲ့ပန်းတိုင်ရှိတယ်တတိဖြစ်ခြင်းနဲ့ပညာတတ်ဖြစ်ခြင်းနဲ့ကြွယ်ဝခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ကြော်ကြားခြင်းနဲ့ လူတယောက်ဖြစ်လာရင်ဒါတွေရှိတာမမမမမတာလူတွေဖြစ်လာရင်ဒါကဖြစ်ချင်တဲ့အရာနဲ့ဖြစ်တဲ့အရာကြီးပဲဒါပေမဲ့ဒီကနေ့ကျွန်တော်တို့သခင်ဖရားကိုကျွန်တော်တကယ်ပဲအတွင်းနှလုံးသားထဲမှာအတွင်းဝိညာဉ်ထဲမှာသခင်ဟာကျွန်တော်ကိုရွေးနှုတ်တယ်ကျွန်တော်ဟာသခင်ရဲ့ဘန္တာဖြစ်တယ်သခင်ဟာကျွန်တော်ရဲ့ဘန္တာဖြစ်တယ်လို့ ကျွန်တော်တို့အတွင်းကြကြဝိညာဉ်အရာကိုသိလာတဲ့အခါမှာတော့ဒီကနေ့ကျွန်တော်တို့မြေကြီးပေါ်မှာခုနကျွန်တော်အောင်မြင်ချင်တာကြော်ကြားချင်တာကြွယ်ဝချင်တာချမ်းသာချင်တာနာမည်ကြီးချင်တာဒါတွေကလောကသားတွေရဲ့အလုပ်ဖြစ်သွားမှုကျွန်တော်ပိုင်ခြားတယ်ဒီအရေကိုအပြစ်ပြောနေတာမဟုတ်သူတို့လိုကျွန်တော်တို့မအောင်မြင်လို့သူတို့လိုမအောင်မြင်လို့ငါတို့ကတဆင့်ဆုပ်ပြီးတော့ငါတို့ကဖခင်နဲ့ပွင့်မွေးလုံးမယ်အဲ့လိုပြောတာမဟုတ်တကယ်တော့မြေကြီးပေါ်မှာအသက်ရှင်ရမယ်လူတယောက်ရဲ့ရည်ရွယ်ချက်အစ်စ်ကဖခင်ထဲမှာပဲရှိတယ် ပန်းနိုင်ကဖရာပဲဖြစ်တယ်ပန်းနိုင်ကဖရာရဲ့စီမံကိန်းပဲဖြစ်တယ်အဲ့ဒီစီမံကိန်းကဖရာရဲ့စကားထဲမှာပဲရှိတယ်အဲ့ဒီဖရာစကားကိုမှကျွန်တော်မမွေ့လျော်ဘူးသဘောမပေါက်ဘူးဝန်ခံခြင်းမရှိဘူးဆိုရင်မြေကြီးမှာကျွန်တော်ဘလောက်ပဲတလောကလုံးကိုဥဆောင်တဲ့တမရကြီးပြစ်ခဲ့ပါစေဖရာရှိမှအချင်းကြီးပဲ